အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့နိုဝင်ဘာ19ရက်နေ့ကမ္ဘာနောက်ဆုံးသတင်းတွေနဲ့တင်ဆက်ဆွေးနွေးကြရအောင်ပါ အထူးသဖြင့် US နဲ့ Venezuela ချာဒီမှာမူကဘေးစင်တီရောက်ပြဲဆိုတာကျွန်တော်တို့ဆွေးနွေးတော့မှာဖြစ်ပါတယ်အခုကအမေရိကရဲ့တပ်သားတွေကို Venezuela အနီး Caribbean Latin America ကြီးကိုရောက်နေပါပြီတဖက်မှာလည်းပြည်စီမှုတွေရှိနေတယ်အထူးသဖြင့် US ကတော့ ်ဒီအစီရေလေ့ကျင့်မှုတွေလုပ်လာတယ်ပေါ့နော်တစ်ဖက်မှာလည်းဒီဗင်နီဇိုလာရဲ့တမရဂျီနဲ့သူ့ရဲ့ပြည်သူလူထုသူ့ကိုထောက်ခံအားပေးတဲ့ပြည်သူလူထုတွေနဲ့ဆန္ဒပြပွဲတွေရှိနေတယ်ရန်လီလုပ်နေကြတယ်ပေါ့နော်ဆိုတော့မဒိုရိုကဘယ်လိုမျိုး speech တွေပေးခပေးခဲ့တာလဲအစားတဖြစ်ကျွန်တော်ဒီနေ့ဆွေးနွေးဆွေးနွေးတော့မှာဖြစ်တယ်ပေါ့နော်ဆိုတော့ပထမအဦးဆုံးကျွန်တော်အဓိကပြောချင်တာက US က operation southern spear ဆိုပြီးမှနာမည်ပေးပြီးမှလေ venezuela ရဲ့ကမ်းခြေအနီးမှာ america စစ်သားတွေကစီရဲ့လက်ချမှုတွေကိုအခုစတယ်ပြီးလှုပ်ဆောင်နေတယ်အဲဒီနောက်ပိုင်းမှာ venezuela ဖက်ကလည်းတော်တော်လေးတုံလုံး၆ချားပြီးမှစူးရင်ဖွေးစားရှိတဲ့အနေအထားရှိရဆိုတာပြောနေကြတယ်ပြီးတော့ venezuela ဖက်ကလည်းအဲဒီ america ကတကယ်လို့များ venezuela ကိုကျူးကျော်တင်ပိုက်နေမယ်ဆိုရင် ဗင်နီဇိုလာဖက်ကလည်းအဆင်သင့်ဖြစ်ရမယ်ဆိုပြီးမှသူရဲ့တပ်သားတွေကိုလည်းဆင်သင့်ထားတာရှိတယ်အခုစတော့ US ရဲ့တပ်သားတွေကဗင်နီဇိုလာနဲ့ကီလိုမီတာ7ကီလိုမီတာ7အကောင်ဝေးမှာပဲ US တပ်သားတွေကအခုရှိနေတယ်စဉ်းစားကြည့်ကီလိုမီတာ7ဆိုတာကအရန်အရန်ကိုနီးကပ်လွန်လာတယ်ပေါ့နော်အဲ့ဒါကြောင့်ဗင်နီဇိုလာဖက်ကအမေရိကရဲ့ရေလက်ချမှုကြီးကိုတော်တော်လေးဆွင့ ပူပန်းနေချပါတယ်ဒါကအစီယေစုစမ်းမှုတရဖြစ်တယ်ဆိုမှပြောနေကြတယ်အဲ့ဒါကြောင့်လေဗင်နီဇိုလာဖက်ကသူ့ရဲ့စစ်တေအမြောက်အများကိုရွှေ့ပြောင်းခြင်းလုပ်လာတယ်ကြီးတက်ရေတက်လေတက်ပြီးတော့တပုံတက်ဖွဲ့ပါဝင်ပေါ့စသဖြင့်အမြောက်အများကိုသူတို့ကဗင်နီဇိုလာဖက်ကလည်းလက်ချက်မှုတွေကျင်းပထားခဲ့ပါတယ်ဒါတော့မကဘူးပြီးသူစစ်စုဆောင်ခြင်းမော်မဒိုရောကပြီးသူစစ် 4.5 million 4.5တန်းကိုစုဆောင်းမယ်ဆိုမှကြေညာခဲ့တယ်ပေါ့အခုကဗင်နီဇွဲလားဖက်ကလည်းစီရင်လက်ချက်မှုတွေလုပ်နေတယ်စစ်တင်နှစ်သိန်းခုဇေယားထောင်တောင်းသိန်းနှစ်သိန်းနီးပါဗင်နီဇွဲလားစစ်တင်နှစ်သိန်းနီးပါကအကြီးစားအာစီရင်လက်ချက်မှုတွေလုပ်ခဲ့ပါတယ်အဲ့ဒါအခုကလည်းဒါဆိုတော့ကျွန်တော်တို့ဒီကိစ္စအကိုနောက်ဆုံးအနေနဲ့ ဘာတွင်ဖြစ်ဖြစ်ခဲ့လဲဆိုတာအကြည့်ကြအောင်ဒါပေမဲ့အမေရိကရဲ့လုံရက်ကိုတော့ဒီမဟာမိတ်နိုင်ငံတော်တော်များများကလည်းဝေဖန်ခဲ့တာပေါ့ဗျာ friends တို့ပင်တတော့ကအဲ့လိုမျိုးပေါ့ US က Venezuela ကိုတကယ်တိုက်ခိုက်မယ်ဆိုတော့ဒါကမကောင်းမှုထင်တယ်စသဖြင့်တုံနေကြတယ်ပေါ့နော်ကြည့်ရဆိုတော့ဗီဒီယိုကိုကြည့်ပြီးမှပဲဆွေးနွေးကြည့်အောင်ပါ All right in Venezuela, as well as drug trafficking routes, as well as what could be a more direct attempt to oust the country's president, Nicolas Maduro. The president told reporters Friday that he'd made up his mind, sort of, but declined to provide specifics. Now, actually, so, America, shimi, kutasi ဒီမွေးစေဝါကိုတားဆီးဖို့ရတာပါပဲ တမအထောင်ကလေသူရဲ့ he make of his mind ပေါ့သူရဲ့ဆုံဖြတ်ချက်ကလုတ်ပြီးပြီးတော့ပြောကြတယ်ပေါ့ဒါမဲ့ဘယ်လိုမျိုးဆုံဖြတ်ချက်လဲဆိုတော့သူကြတော့ထရမ့်ကတော့မပြောဘူးပေါ့နော်ဒါမဲ့အခုကသူတို့အဲ့ဒီ Venezuela နားမှာရှိနေပြီ have described this military buildup in the region as significant. As you mentioned, we have learned that the USS Gerald R. Ford, that is the nation's largest aircraft carrier, has arrived in the Caribbean Sea as of today. Separately, there are roughly 15,000 military personnel on the. So, Dine Mabe, Timbo Chica, Venezuela, and Namabe, Sayang, if 10 F 35 fighter jets, as well as more. 10 F 35. F 35 tightly in CCC, Janet, tightly in Janet helicopter Sabono. More than a dozen warships in the region. And we heard from Army Secretary Dan Driscoll a short while ago about the plans. Listen. ဒါတော့မကဘူးဒီနားမှာပေါ့နော်ဒီ US ကစစ်သား1000နဲ့9000စုံနေရယူထားတယ် I think that the president and Secretary of War uh, spent a lot of time thinking about what is the best thing they can do for the American people. And I can speak from the Army's perspective, which is uh, we have a lot of training in that part of the world. We're reactive. So, U.S. Uh, Secretary of Army Daniel Garo, you Yonibar, Shimbianibar, bro. Throw a training room at Chilon, America, the Maragale. Protecting the Being on a jungle school in Panama, we would be ready to act on whatever the president said for needed. So, no, သူတို့က ready ဖြစ်နေပြီသမရကလို့ဆိုတော့ US တပ်သားတွေက ready ဖြစ်နေပြီလက်ချင်းရုံတွေလုံနေပြီဆိုတော့အမိန့်ပေးဖို့ပဲကြံတော့တယ်တနည်းပြပြရမစင်တော့ no orders beyond these exercises at this point uh, i uh, we don't talk about those kind of things yeah. but uh, we would be ready if asked ဟုတ်ဆိုတော့ကျွန်တော်တို့ကတောင်းဆိုနေမယ်ဆိုတော့ ready ဖြစ်ပါမယ်တဲ့ဒါဆိုတော့သမရထရမ်ကြီးကအမိန့်တွေပါရင်ပေးပေးသလားဆိုတာမင်းနေတယ်ဒီလိုမျိုးကကျွန်တော်တို့မီဒီယာကပြော Now I want to get into the why here. Uh, of course, officially the Trump administration is going after drug trafficking operations in Venezuela, but regime change could that. Regime change could be side effect. It is a galongo buraro. Tritaba, mamiba. Regime change could be side effect. Tamra Trump Venezuela ni nama. မူရစီဝကန်စတာရီကိုချေမုံဖို့နေနေဖို့တော့တွားနေတယ်။ဒါပေမဲ့ဗင်နီဇိုလာရဲ့အစုရအပြောင်းလဲတဲ့အထီကူပါဖြစ်နိုင်ချေရှိရဲဆိုမှယူကြည့်ယူကြည့်နေကြတယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီဗင်နီဇိုလာသမရကူတိုင်းကပဲမူရစီဝကောင်တွေကိုကူညီပေးတာမျိုးထောက်ပံ့ပေးတာမျိုးချိတ်ဆက်ရှိတာမျိုးရှိခဲ့တယ်အတွက်ကြောင့်ဖြစ်ပါတယ်ပေါ့နော်။ And efforts to oust Maduro have proven elusive to so many administrations, including the president's first term. Now, if Trump ousted Maduro, that could allow him to claim some major wins. Of course, getting a strong man out and potentially an elect. In the possibility of enhanced collaboration on drug trafficking and drug trafficking and migration flows. So, the Nia Pibono, Trauma Suyaga, regime Cheng Lomes, and no, Edimedora go kick out Lomes. လို့ပြီးမှဒီမက်ဒိုရာဗင်နီဇွဲလာရဲ့ပြည်သူလူထုရွေးကောက်တဲ့လူတယောက်နဲ့လက်တွဲပြီးမှပဲဒီမွေးစေဝကန်စတာတွေကိုလက်တွဲပူပေါင်းပြီးမှနေနေဆက်လက်ပူနေနေမယ်ပေါ့ဆိုတော့ဒါကြောင့်မက်ဗင်နီဇွဲလာရဲ့အစုရအပြောင်းလဲတွေကိုဖြစ်နိုင်ခြေရှိတယ်ရီဂျင်းချင်းဖြစ်နိုင်ခြေရှိတယ်ဆိုမှသူတို့ကပြောနေကြတာပါပေါ့နော် What has potential deals in oil? Of course, all of this carries very high risks, and that is something that the president is now weighing, Frederica. တကယ်လို့များဒီမက်ဒိုရာကိုသူ့ရဲ့ယာထုခရနေထုတ်မယ်ဆိုတော့အတမရအစ်စ်နဲ့ထရမ့်နဲ့လက်တွဲပြီးမှမူရေးစေဝါကိုင်းကိုင်းစတာရီကိုနေနေမယ်ချင်မုံမယ်ဒါကနံပါတ်1နံပါတ်2ကသစီရင်နဲ့ပတ်သက်ပြီးမှလည်းသူတို့ကြကဒီလုံနိုင်ချင်ရှိတယ်တကယ်လို့များ regime change ဖြစ်မယ်ဖြစ်နေမယ်ဆိုရင်ပေါ့ဗျာနော် regime change ဖြစ်နေမယ်ဆိုရင်အဲ့ဒါလိုမျိုးအဲ့လိုမျိုး deal ကဖြစ်နိုင်ချင်ရှိလို့ပြောနေကြတာပေါ့နော် Uh, bet decline. Uh, let a know. All right. So let's see. USA. video အခုကျွန်တော်အခုကျွန်တော်ပြတဲ့ဗီဒီယိုတွေက US ရဲ့စီရင်လက်ချက်မှုဗီဒီယိုဖြစ်နေပါတယ်ဗောနော် That's it. အဲ့ဒီနေရာမှာ US ကတက်သားကတထောင်းနဲ့9000 နေရာချထားတယ်တဲ့ US တက်တာ1500ဘောနေတာမဟုတ်ဘူးသူတို့ကတက်သားရင်ကအစတိုက်နေရင်ကအစတင်ဘောကအစအကုန်လုံးစီရင်နေခြင်းမှုတွေလုပ်နေတယ်ပေါ့နော် All right ဒါကအမေရိကရဲ့စီရင်နေခြင်းမှုဒါဆိုတော့ မဒိုရာကဘာပြောခဲ့လဲကျွန်တော်ကြည့်ကြည့်ရအောင်နော်အာဒီတမရတမရကတော်တော်လေးကြောက်တဲ့ပုံပေါ်တယ်ပေါ့နော်ဘာဖြစ်လဲဆိုတော့သူကဂျွန်လီနိုညက်တချင်း imagine na 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 ဇာငိချိုင်းရဲ့တချင်းပေါ့နော်သူကဖွင့်ပြပြီးမှပဲငိချိုင်းရဲ့ဂူလူလာပါတယ်ဆိုတော့တောင်းဆိုခဲ့ပါတယ်နောက်ထောင်ကြည့်ပါအောင်ဒါကမနစ်တစ်နှစ်က ဗင်နီဇိုလာသမရမဒိုရောကပီတူလူတူနဲ့တွေ့ဆုံပွဲရှိတယ်ရာလီပေါ့နော်ရာလီတစ်ခုရှိတယ်အဲ့ဒါမှာသူကမပြောခဲ့တယ်နောက်ထပ်ကြည့်အောင်သူကတော့ငင်းချမ်းရေးပါငင်းချမ်းရေးပါတဲ့အရာအားလုံးတွင်ငင်းချမ်းရေးလို့ပါဆိုပြောနေတယ်ဆိုတော့ John Lennon ရဲ့တချင်းကိုသူကဖွင့်ပြပြီးမှပရိသတ်တွေနဲ့တွေ့ဆုံပွဲလုပ်နေတယ်ပီတူလူထုတွေနဲ့တွေ့ဆုံပွဲလုပ်နေတယ် Bueno, decía John Lennon, ¿no? Ángel Nazaret, ¿cómo era la canción de John Lennon? Imagine those people. အကောပြရိုက်ကောပြရိုက်တီတော့မှဆုလို့ဗောကြောရအောင်ဒီတချင်းလေးကတော့ဂျွန်နီနဲ့ရဲ့တချင်းနာ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 ဆုတဲ့တချင်းအားလုံးကပြပြသားဖြစ်တဲ့တချင်းပါဗောနော် ေကတ်ကြံတာဒေဂျာလေထရာဆိုတော့အခြေခံအပြည့်ပြောရမယ်ဆိုရင်တော့ပြီးသူလူထုနဲ့တွေ့ဆုံပွဲမှာဂျွန်ဂျွန်လီနော်ရဲ့တချင်းကိုကူကားပြီးမှပဲကျွန်တော်တို့ကငင်းချမ်းရဲလူပါတယ်အရာအလုံးတွေ့ငင်းချမ်းရဲလို့ပါဆိုမှလုပ်နေတယ်ပေါ့နော်တစ်ဖက်မှာလည်းပြည်စီမှုတွေလုပ်နေတယ်ပေါ့ဆိုတော့ ်ပေချာတော့သူတော်တော်လေးကြောက်ရွံ့တဲ့ပုံပေါ်ပေါက်ပါတယ်နော် US ကသူ့ကိုလာပြီးမှလာစော်တော့မှဆိုတော့သူတော်တော်လေးကြောက်ရွံ့ပုံလေးပေါက်ပါတယ်ကဲဒါဆိုတော့နောက်ဒီဒီကိစ္စတော့ with the arrival of the USS Gerald Ford it's believed there are around 15,000 US servicemen and 15,000 US servicemen နော် US စစ်သားတွေနဲ့တော်ဝင်ကြပုံကူရင်15000တောင်းနဲ့9000ကျော်လောက် in the region. Um, that's the largest deployment of troops in this area since the 1989 1989, invasion of Asia, Panama. And most people are saying this far exceeds what the United States would need uh, to interdict, interdict drug boats or conduct this anti narcotics operation. Uh, I recently spoke to the former ambassador uh, for the U.S. to Venezuela, James Story, and he told me that we're at a point now that it's really hard for the U.S. to pull out of this situation without carrying out some type of strike within. Yeah, so, ku ga ku na tu biyoni le lu tiyau ne Aku suno U.S. ka di dain bo di dain piano piano so pu sura ma ဖြစ်ဖို့အခက်တခဲနေပြီတဲ့ US ကတော့တခုခုကို strike လုပ်တော့မှာ US ကတော့တနည်းနည်းကိုတိုက်ခိုက်တော့မှာအဲဒါကတော့ state လို့ဆာ very interesting ဖြစ်တယ် very exciting ဖြစ်တယ်အခုက US က USSR ပူနေတယ်တိုက်လေရင် helicopter drone တိုက်တတများအချိပူနေတယ်အလကားပူပူနေတာမဟုတ်ဘူးလေသူတို့က US ကပင်စီမအနေနဲ့များတော့ရှိနေတယ်ဆိုတော့ဒီတိုင်းနော်အလကားအချင်းဖြူပြီးမှသွားမှာမဟုတ်ဘူး US ကလည်းဆိုတော့တခုခုသူတို့လုပ်မဲ့အနေထားဖြစ်လာတယ်ပေါ့နော် Venezuelan territory ဟွန်းပြန်ပြန်နားထောင်တစ်ချက်တော့ in Venezuelan territory သူပြောတာကိုပြန်လည်နားထောင်ပါအောင် for the US to pull out of this situation without carrying out some type without carrying out some type of strike တကူကူတိုက်ခိုက်ရင်မလို့ဘယ်နဲ့ဒီလိုမျိုးပြန်လို့ဆိုဖို့ဆိုတော့ဖြစ်တော့ဘူးဆိုပြောလာတယ်ပေါ့နော် of strike within Venezuelan territory. <laughs> There's so much focus on the region. Um, were we not to take action, I think it would undermine the president um, internationally uh, and undermine the president uh, domestically. I think that the ideally somebody close to Maduro will show him the door. You know, there are three options there. He goes into exile. Uh, he goes. He's extradited to the United States, or he's he's sent um, he's sent off the planet in some other way, right? So, Cody, what is the reaction then to this in Venezuela, and how is the Maduro government reacting to all of this? Well, it's really hard to know how Venezuelans on the ground in Venezuela feel about this uh, U.S. buildup of force in the Caribbean. The Venezuelan government has been very clear it will not tolerate any support of a potential U.S. invasion in its territory. Uh, we actually saw the government move to strip an opposition lawmaker of his nationality who was exiled because he has been speaking out in support of some type of military intervention in Venezuela. Now, as for the Maduro government. So, အတိုက်ခံပါတီတွေကအမေရိကကအခုလိုမျိုးတွားပြီးမှတိုက်ခိုက်ဖို့ဆိုတော့အရန်အားပေးနေပါတယ်ချတာချကွာဆိုပါဒါပေမဲ့လက်ရှိဗင်နီဇိုလာရဲ့တမရကတော့လုံးဝ US ကလာနေမယ်ဆိုတော့ကျွန်တော်တို့ကလည်းပြန်တိုက်ခိုက်မယ်ပြန်ခုခံမယ်ဆိုမှတော့ပြောထားပါတယ်အခုဒီဗီဒီယိုကမိနစ်တစ်နေ့က Nicolas Maduro, they are singing that John Legend song, the peace anthem. He has continually said he wants peace, he wants dialogue, but simultaneously, he has been selling this idea that it would not be so easy for the United States. Ousting him would not be easy. We've heard uh, from people. So, no, Venezuela, ပြည်သူလူထုနဲ့တွေ့ဆုံပွဲလုပ်နေတယ်ခုနဂျွန်လီနာရဲ့တချင်းကိုလေဖွင့်ပြနေတယ်ပေါ့ဆိုတော့ဒါပေမဲ့ US ကမဒိုရာကိုသူ့ရဲ့ယာထုကနေနှုတ်ထွက်မှုတောင်းဆိုတဲ့ဟာကြီးကိုတော့မဒိုရာကဘယ်လိုနည်းနဲ့မှလက်ခံမှာတော့မဟုတ်ဘူးတိချရတယ်ပေါ့နော်ဆိုတော့ဘယ်လိုဖြစ်မှာလဲဒါကတော့တော်တော်လေးစိတ်ဝင်စားစရာကောင်းပါတယ်ပေါ့တော့

Trump go, have you make up your mind? So much of Chabi Bila, Venezuela, and Patapi Masomine, Trump Gabi, yes, I make up my mind. Dame, teacher of Yamamaburo. Thank you. So we have Mexico problem, we have Colombia problem ဆိုတော့ Trump ကပြောနေတယ်။ So ခုနတရင်ဆီယမက Trump အနေနဲ့အခုလိုမျိုး Venezuela ပေါ်မှာလုံဆောင်ချက်တွေကို European မဟာမိတ်တွေကသဘောမချဘူးဆိုတော့ဘယ်လိုလုပ်မှာလဲဆိုမှမေးတယ်ပေါ့နော်။အကျွန်တော်တို့တာဝန်ကတော့စောင့်ကြည့်ဖို့ပဲလိုအပ်ပါတယ်တဲ့။ဒါပေမဲ့လက်ရှိချိန်နေ့ထိကျွန်တော်တို့တုတ်တက်ပြောင်းလဲမှုတွေအများကြီးရှိတယ်။နော်ဒီမူကြီးစေဝါကိုင်းတမားတွေကိုကျွန်တော်တို့တော်တော်များများကဟန်တားနိုင်တယ်ဆိုမှ ထရမ့်ကပြောနေတယ်ခုမက္ကဆီကိုနဲ့လည်းပြဿနာရှိနေတယ်ကိုလံဘီယာနဲ့လည်းပြဿနာရှိနေတယ်မူရီမူရီစေဝါနဲ့ပတ်သက်ပြီးမှာပေါ့ဗျာဆိုမှထဲပြီးမှာထရမ့်ကခုနကလိုမျိုးပြောသွားတာပါဆိုတော့ခုနောက်ပိုင်းမှာတော့ကျွန်တော်တို့နိုင်ငံမှာ drug ကမလာတော့ဘူးဆိုမှ Trump ကတော့ပြောလာတယ်။လာတာတော့နေပြီပေါ့နေခွက်ပြီပေါ့နော်။အရင်တုန်းကလိုမျိုးအဆုလိုက်ပုံလိုက်ကြီးနဲ့ အမွေစီဝါရီကိုကျွန်တော်နိုင်ငံမှာဝင်မလာတော့ဘူးဆိုမှချောင်းကတော့ပြောနေပါလေပြီးတဲ့နောက်ပိုင်းမှာဒီနေ့ပေါ့မနေ့ sorry မနေ့ကပဲတတိယအတိတ်တွင်ထွက်လာတယ်ဆိုတော့ခုနကျွန်တော်ပြောတဲ့အတိုင်းပါပဲဒီမှာဗင်နီဇိုလာတမရကလည်းငင်းချိုင်းကိုခေါ်ဆောင်ခေါ်ဆောင်နေတယ်ကျွန်တော်တို့ Trump နဲ့စကားပြောမယ် dialogue လုပ်မယ်နော်ကျွန်တော်တို့စပွဲပေါ်မှာစကားပြောချင်အောင်ဆိုမှပြောနေတယ်အချင်းချင်းပေါင်းများစွာဒီဗင်နီဇိုလာရဲ့တမရကြီးကတော့ဒွန်နယ် Trump နဲ့စကားပြောဖို့တော့လုပ်နေတယ် ဆိုတော့ခု Trump ကပါပြောတယ်ဆိုတော့ဒီမှာကြည့်ပါဦးနောက်ထပ်ပါဦး so um me venezuela ne update chao mini de bo no di video the di di video ko pu chi din de tu tan ga le di di chi ao di sa di sa ka pu chi din de uh, we may be discussing, we may be having some discussions with Maduro, and we'll see how that turns out. <laughs> they would love. ဆိုတော့မက်ဒိုရိုက so, Trump နဲ့စကားပြောချင်တယ်တဲ့ဆိုတော့ eh, so Trump ကမပြောခဲ့တယ်ဆိုတော့မက်ဒိုရိုနဲ့စကားပြောနိုင်ချေရှိတယ်တဲ့ so. eh, eh, we may be discuss discussing စကားပြောညှိနှိုင်းဆွေးနွေးနိုင်ချေရှိတယ်လို့ပြောရအောင်နော်မသေချာသေးဘူးနော်ပြောမှလားမပြောဘူးလားမအတိအကျမဟုတ်ဘူးနော် uh, ဒါမဲ့ဖြစ်နိုင်ခြေတော့ရှိတယ်ဆိုတဲ့သဘောပါ and uh, we may be discussing we may be having some discussions with maduro and we'll see how that turns out ဆိုတော့ကျွန်တော်စကားပြောကြည့်မယ်ဆိုတော့ဘယ်လိုပုံစံနဲ့ကျွန်တော်စကားဝိုင်းကဖြစ်သွားမှာလဲဆိုတာကိုကျွန်တော်တို့စောင့်ကြည့်ဖို့လို့ရှိတယ်ဆိုမှချက်ပါတော့ပြောနေတယ် I would like to talk. Says Venezuela wants to talk. What does that mean? Venezuela would like to talk. What does it mean? You tell me. I don't know. ဘာလဲစပရီစီယာကမင်းနေဗင်နီဇိုလာကစကားပြောချင်တယ်ဆိုတော့ဘာကူစလူရာလဲဘာကိုပြောစင်တာလဲတမရကြည့်ရသူကမဲတယ်ပေါ့ရှမ်ကဘာပြောလဲဘာစလူရာဆိုသူလည်းမတီးဘူးပေါ့ what is that i mean i don't know ဘာ i was i don't tell you but i talk to you အဲဆိုတော့ကျွန်တော်က i talk to you ခင်ဗျာကိုလည်းပြောနေတာပဲဘီတူဘီတူမချူစကားပြောတာပဲပေါ့ဆိုတော့စကား တော့ဆိုဘာကုစနူရာလေတော့တရင်တမကမြက်ပြီးမင်းနေတာပေါ့ကထရမ့်ကိုဆိုတော့ထရမ့်ကပြောနေတယ်မင်းဘာကုစလို့ရလဲပေါ့အဲ့တော့ no အခုခမင်းနဲ့ကျွန်တော်လည်းစကားပြောတာပဲဆိုမှပြန်ပြောနေတယ်ပေါ့ I talk to anybody who say what All right. And uh, we may be just we will see what happened guys. So kuna ka raw no chulo step by step ပေါ့နော် step by step ဘာဝင်ဖြစ်ဖြစ်နေတယ်ဆိုတာကျွန်တော်ကျွန်တော်တို့ဖော်ပြထားတာဖြစ်တယ်။နောက်ပိုင်းနောက်ဆုံးအချိန်တွေက Medora Tamara oh sorry Venezuela Tamara Maduro ကငင်းချိုင်းရေးကိုခေါ်ချင်တယ်ငင်းချိုင်းရေးပဲဖြစ်ချင်တယ် Trump နဲ့စကားပြောချင်ပါတယ်သူမှပြောနေတယ်နောက်ဆုံးရဲ့တတိယမှာ Trump ကလည်း Maduro ကစကားပြောချင်တယ်ဆိုတော့ကျွန်တော်တို့စကားပြောနိုင်ခြေရှိတယ်သူမှပြောထားပါတယ်အခုနကျွန်တော်ပြတဲ့တတိယတွင်က five hours ago အလင်းနာကြီး9နာရီလောက်ပဲသူတို့ post လာကြသေးတယ်အတစ်ဆက်ဆက်လေး train u train 2ဖြစ်နေတယ်ပေါ့ဗျာကျွန်တော်တို့စောင့်ကြည့်ဖို့ပဲကြံနေပါတယ်ဘာလို့ဆက်ဖြစ်မှာလဲကျွန်တော်တို့ကလည်းနေ့ချင်းညချင်းစောင့်နေတယ် train 2ရှိတယ်ဆိုတော့ကျွန်တော်တို့ချက်ချင်း youtube မှာပဲကြည့်ရှုသူမိတ်ဆွေအားလုံးအတွက်အချိန်နဲ့တပင်းကြီးပြန်တင်ဆက်ပေးပေါ့မယ်ပေါ့နော် ခုလိုမျိုးကျွန်တော်ရဲ့ youtube ကို အားပေးတဲ့ကြီးစုသူမျိုးဆိုအလုံးပေါ်မှာလည်းကျေးဇူးတင်တယ်ကျွန်တော်ကိုဆက်လက်ပြီးအားပေးစေခြင်းနဲ့အားပေးအားပေးစေခြင်းနဲ့ဆိုရင်ဘ ഹു တုတရရယ်ကပအကြောင်းကိုတည်တယ်လို့ခန်းစားတယ်ဆိုတော့ YouTube မှာ subscribe လုပ်ပေးကြပါအခုလိုမျိုး YouTube subscribe လုပ်ပေးတာကျွန်တော်အတွက်လည်းအင်အားတစ်ခုဖြစ်နေတယ်ပေါ့နော်ဗီဒီယိုပေါင်းများစွာအတိပိတတင်ချင်တဲ့စိတ်တွေခဏခဏ motivation ပေးနေတယ်ပေါ့နော်အားလည်းကျွန်တော်အတွက်လည်းခွန်အားများကြီးရှိစေတယ် comment ပဲဖြစ်ဖြစ် subscribe ပဲဖြစ်ဖြစ် like ပဲဖြစ်ဖြစ် share ပဲဖြစ်ဖြစ်ခုလိုမျိုးအားပေးတဲ့ကြည့်ရှုသူမဲ့ဆိုရင်အားအရောက်တိုင်းမှာလည်းကျေးဇူးတင်တယ်ပေါ့ thank you so much for uh, watching beautiful people i love you guys take care i'll see i'll see you guys tonight bye bye